thank you ်မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမဦးဆုံးမောင်ရနာမခတိုက်ခိုက်မှုစေုပ်စုအရာရှိအများပြားသိဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စကိုင်းတိုင်းမောင်ရမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုရော့ကက်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာစေုပ်စုဝင်တွေထိခိုက်သိဆုံးမှုရှိပြီးရိခါကိုရောင်းနှလုံးပါပျက်စီးတယ်လို့ချင်းတွင်ရော့ကက်ဘရာသာ CRB အဖွဲ့ကထုတ်ပြန်ပါတယ်ပြီးခဲ့တဲ့အောက်တိုဘာလ2ရက်ကအနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခအတွင်ကိုရော့ကက်ဆယ်လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာစစ်တိုင်းရုံရှိအ ရရှိ၅ဦးနဲ့ရိတ်ခါကိုရောင်ဆောင်စစ်သည်၂ဦးသေဆုံးခဲ့ကြောင်းဒါပြင်တက်တွင်းမိသားစု ငါဦးသိဆုံးခဲ့ကြောင်းချင်းတွင်ရော့ကတ်ဘရာသာ CRB ဖွဲ့ကတရင်ပေးပါရီကျမ်းမိသားစုဝင်တွေကိုတော့တောက်ဆခွဲ400တက်စီယုံကိုရေးပေါ်ပို့ဆောင်ခဲ့တယ်လို့ CRB ကဆိုပါရီဒါပြင်နာမခစစ်တမ်းယုံတွင်ရှိရိတ်ခါကိုတောင်နှလုံးပြုတ်ကျပျက်စီးခဲ့တယ်လို့ CRB ကထပ်မံအသိပေးပါရီထိခိုက်သိဆုံးမှုကိုတော့အတွင်းဖျက်သည့်ကပဲတရင်ပေးတာပါဟုဆိုပါရီထိခိုက်သိဆုံးမှုတွေကိုတရင်ဌာနကဒီကြအတီးပြုတ်နိုင်တာမရှိသေးပါဘူးအဲ့ဒီညကတိုက်ခိုက်ခံရပြီးတဲ့နောက်နာမခတွေကလည်းလက်နက်ကြီးနှလုံး ထပ်မနေပြန်လည်ဖြစ်ခတ်ခဲ့ပြီး drone နဲ့ပါ ကင်းထောက်ခဲ့တယ်လို့မုံရွာရက်ွက်ကင်းထောက်များကအတည်ပြုထားပါတယ်အဲ့ဒီတိုက်ခိုက်မှုကိုချင်းတွဲရော့ကက်ညီနောင်ချင်းတွဲရော့ကက်ဘရာသာ CRB ဦးဆောင်ပြီးမဟာမိတ်အဖွဲ့တွေဖြစ်ကြတဲ့ချုံမိုင်မိုင်ကနေချင်းတွင်ဘရာသာဘူတလင်း Defense Force ပန်တူလာဒက်ဖန်ဖို့ဖက်ဒရယ်ဒီမိုကရက်တစ်ဖို့စ်ဘာမာအာမီမုံရခိုင်တည်ရင်ဆလီဘိုလက်ကရင်းမပင်ခိုင်အမတ်ကိုတည်ရင်တို့ကပူးပေါင်းပါဝင်ခဲ့တယ်လို့သိရပါတယ်စစ်ကောင်းစီတက်ကလည်းဒေသခံပြည်သူတွေကိုလက်နက်ကြီးနဲ့တိုက်ခိုက်တာစစ်တပ်လေဒီနဲ့ပုံကျဲတာတွေပြုလုပ်နေပြီးမနေ့ညတရင်ချောလာပြညမှာမုံရနဲ့ချောင်းဦးဆံမှာစီမီထုံးနေတဲ့ပြည်သူတွေကိုစစ်တပ်လေဒီနဲ့ပုံလာခြင်းလို့ပြည်သူ20ကျော်တိစုံပြီး90နီးပါးတန်ရာရရှိခဲ့ကြောင်းသိရပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ MNDA ကိုစစ်ရှုံးခဲ့တဲ့ရမခလက်ခံတပ်တွေကိုစစ်တပ်ကကလေးနဲ့တမူစစ်နေဆက်တော့ ကလေးနဲ့တမူနယ်ဆက်တို့ပို့ဆောင်တဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ဇကိုင်းတိုင်းကလေးမျိုးနဲ့တမူမျိုးတွေကိုလောင်ရှုံမျိုးမှာခြေဆိုင်တဲ့ရှေးမြောက်တိုင်းစစ်ဌာနချုပ်ရမခလောက်ခန့်တရင်တွေကိုစစ်ကောင်စီကပို့ပြီးအင်အားဖြည့်တင်နေပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလောင်ရှုံမျိုးခြေဆိုင်ရှေးမြောက်တိုင်းစစ်ဌာနချုပ်လောက်ခန့်တရင်တွေကိုပြီးခဲ့တဲ့စက်တင်ဘာလဆန်းကစတင်ပို့ဆောင်ခဲ့ပြီးလက်ရှိမှာစစ်ကြောင်းထိုးတာတွေလုပ်နေတယ်လို့ကလေးမျိုးကတော်လန်ရေးအင်အားစုတွေကပြောပါတယ်။ရမခကတက်တွေရောက်လာတဲ့သူတို့နဲ့အတူစစ်မှုရန်တန်းတန်းစင်တွေ များကြီးပါတယ်အင်အားတော်တော်များတယ်နန်းဆောင်ဘုဘတ်မှာလည်းစစ်ကြောင်းဝင်နေတာလို့ကလေးမျိုးကကာကွယ်ရေးဘော်တူကပြောပါတယ် ရမခလိုအတို့ကခေါ်တဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဟာတစ်တုံညာနေခွန်စစ်စင်ရေးနဲ့တူ2024ဩဂုတ်လမှာ MNDAA နဲ့မဟာမိတ်တပ်တွေရဲ့ထိုးစစ်စင်တိုက်ခိုက်သိမ်းယူခဲ့တဲ့စစ်ဌာနချုပ်ဖြစ်ပါတယ်။အဲ့ဒီစစ်စင်ရေးမှာရမခတိုင်မူဘို့ချုပ်စိုးတင်ကို MNDAA ကဖမ်းဆီးခဲ့တယ်လို့စစ်သားအများစုဟာအလင်းဝင်တာလက်နက်ချရှုံးပေးတာပြုလုပ်ခဲ့ကြပါတယ်။ရမခတိုင်မူပြည်မူဆဲအခြေဆိုင်တပ်မကိုကိုတပ်မမူဘို့ချုပ်စိုးလိုင်ကိုစစ်ကောင်စီကယာယီအစားထိုးခဲ့ပါတယ်။အဲ့ဒီနောက်ရမခကိုမိုင်းငယ် ျိုးမှာယာယီပြန်ဖွဲ့စည်းပြီးဘိုးချုပ်မြင့်ကျော်ထွန်းကိုတိုင်မှုဖြစ်ခန့်ခဲ့ပါရီဒါပေမဲ့လာအနေငယ်ကြမှာဘိုးချုပ်မြင့်ကျော်ထွန်းကိုလည်းကြားဖြန့်ကိစ္စနဲ့ပြန်လည်ဖမ်းဆီးခဲ့ပါရီ MNDA နဲ့မဟာမိတ်တပ်တွေက2024ဩဂုတ်လ3ရက်နေ့မှာစရမကအပါဝင်လောင်ရှုံမျိုးကိုတင်ပိုင်နိုင်ခဲ့ပါတယ်ဒါပေမဲ့တရုတ်ဆိုရရဲ့ဖီအားကြောင့် MNDA ဟာဒုစရအလုံးရပ်တန့်ခဲ့သလို2025အေဘီလမှာစစ်ကောင်စီတန်း MNDA ကကြီးမပေါက်ပဲပြန်လွှဲပေးခဲ့ရပါတယ် စစ်တပ်ကလောင်ရှုံမျိုးကိုပြန်လာတက်ဆွဲခဲ့တယ်လို့ဗိုလ်မှူးချုပ်အေမင်ဦးကရမခတိုင်းမူတာဝန်ယူထားပါတယ်ရမခအောင်မှာတည်ရင်16ရင်းရှိနေပြီးသုံးပုံတပုံထက်မနည်းကိုကလေးနဲ့တမှုပါဝင်ဇကိုင်းတိုင်းဘက်ကိုပို့လိုက်တယ်လို့စည်ရင်တရင်ရင်းမြစ်တို့ကပြောပါတယ်ကလေးနဲ့တမှုမျိုးနယ်ဘက်ကိုရမခလောင်ခန်စစ်တပ်ရင်းနဲ့အပြင်မြန်မာနဲ့အိန္ဒိယနယ်စပ်မှာအခြေစိုက်တဲ့ကတဲ့လက်နက်ကိုင်ဖွဲ့တွေကိုလည်းစစ်ကောင်စီကပို့ဆောင်ထားပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလလေကကလေးမျိုးနယ်နန်းဟန်တွေရွာမှာဖြစ်တဲ့တိုက်ပွဲမှာစစ်ကောင်စီနဲ့ ူကတဲ့လက်နက်ကင်တပ်ဖွဲ့တွေပါဝင်လာတယ်လို့အမျိုးသားညီညွတ်ရေးဆိုရာကာကွယ်ဝင်ကြီးဌာနအမတ်တေစစ်ဒေသကစက်တင်ဘာ23ရက်မှာထုတ်ပြန်ထားပါတယ်ကလေးခိုင်နဲ့ဆက်ဆက်နေတဲ့တမူးခိုင်မှာအိန္ဒိယနိုင်ငံတွင်ရှိကတဲ့လက်နက်ကင်တပ်ဖွဲ့များနဲ့လှုပ်ရှားပူးပေါင်းပြီးပူးပေါင်းအင်အား900ကျော်ရှိတယ်လို့ KNU NUG ကကွေဝင်ကြီးဌာနကထုတ်ပြန်ထားပါတယ်ဆယ်စုနှစ်တစုကျော်ကြာကလေးကစကိုင်းတိုင်းတမူခရိုင်ဟင်းစင်းရွာတွင်ကိုစတင်ဝင်ရောက်နေထိုင်ခဲ့ပြီးလက်နက်နဲ့မူရစ်စေဝါလေးရောင်းဝယ်ဖောက်ကားနေတယ်လို့ဒေသတည်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ကတဲ့လက်နက်ကင်တပ်ဖွဲ့တွေအပြင်နာဂလက်နက်ကင်တပ်ဖွဲ့ NSCNK ကလည်းတမူခရိုင်နဲ့ခန်းနီးခရိုင်တွင်မှစစ်တပ်နဲ့ပူးပေါင်းပြီးထောင်လန်ရေးတပ်တွေကိုတိုက်ခိုက်နေတယ်လို့စစ်ဒေသတစ်ကအတည်ပြုထားပါတယ် MNDA ကစစ်ကောင်စီနဲ့ဆွေးနွေးညှိနှိုင်းပြီးတိုက်ပွဲတွေ ေရက်လိုက်ပြီးတဲ့နောက်စစ်ကောင်စီဟာရှမ်းပြည်နယ်ကတပ်ရင်းတွေကိုအခြားဒေသတွေကိုပို့ဆောင်မှုရှိနေပါတယ်။အရခတက်တော်အေအေနဲ့မဟာမိတ်တွေတိုက်ခိုက်နေတဲ့ရခိုင်ပြည်နယ်မကွေပဲခူးနယ်အေရဝတီတိုင်းကနေဆက်ဒေသတွေကိုလည်းတပ်မကိုကိုလက်အောက်ခံတပ်တွေအထိနာတာကြောင့်ရှမ်းပြည်တောင်ပိုင်းမိုင်းပန်ခြေဆိုင်စစ်စင်ရေးကုကဲမှုဌာနချုပ်စာကခဆက်ခွန်လောက်ခံတပ်ရင်းတွေကိုပြီးခဲ့တဲ့ဩဂုတ်လကစပြီးစစ်ကောင်စီကပို့ခဲ့ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလဆန်းတိုက်ပွဲတွေမှာ စကကစက်ခွန်လောက်ခဲတရင်တွေထိခိုက်သေးဆုံးမှုများပြီးတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့အေအေရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မဲမတမာမှုဆွဆွဲချက်ကိုအာနာသိန်းနဲ့စစ်ကောင်စီရဲ့မဲစင်ရင်မှားနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဆက်လက်တင်ဆက်ပေးမယ့်တရင်ကတော့မဲမတမမှုဆွဆွဲချက်နဲ့အာနာသိမ့်တဲ့စစ်ကောင်စီရဲ့မဲစရင်မှားနေဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။မဲမတမမှုဆွဆွဲချက်တွေနဲ့အကြောင်းပြအာနာသိမ့်ခဲ့တဲ့စစ်ကောင်စီကကျင်းပမယ့်ရွှေကောက်ပွဲမှာအသုံးပြုမဲ့မဲစရင်ဟာစစ်ရုံးချုပ်အခြေဆိုင်ရာနေပြည်တော်ကမဲစရင်မှာတင်အမာရွင်များနေပါတယ်။စစ်ကောင်စီရဲ့မဲစရင်မှားရင်းနေတာကိုစစ်တပ်ကြောတောင်းနောက်ခံပါတီဖြစ်တဲ့ကျန်းခံရေးပါတီရဲ့နေပြည်တော်နယ်မြေဥက္ကဋ္ဌဦးလာဆွေက အောက်တိုဘာလ9ရက်မှာဖွင့်ချတာပါ။နေပြည်တော် ော့ပုပ္ပအသီးရီမျိုးနဲ့မင်္ဂလာဒီပရက်ွက်ရဲ့မဲစင်းရင်ဆိုရင်တည်တဲ့သူတွေပါဝင်နေတာလက်ရှိနေထိုင်နေတဲ့သူတွေမပါဝင်ကြဘူးလို့စစ်တပ်အရာရှိဟောင်းလေးဖြစ်ဂျန်ခိုင်ရေးပါတီရဲ့အမတ်ဟောင်းလေးဖြစ်သူဦးလာဆွေကဆိုပါတယ် မဲဆင်းတွေကတော်တော်ကိုမာနေတယ်တော်တော်ကိုပြန်ပြင်ရမယ်လို့အာနာသိန်းစစ်တပ်ကိုအားပေးထောက်ခံသူဦးလာဆွေကပြောထားပါရယ်မဲဆင်းမှာလူ900ရှိရင်300လောက်ကမရွေးနေတယ်လို့ဦးလာဆွေကသူ့ရဲ့လူမှုကွန်ရက်မှာရုတ်တန်နဲ့ဆိုထားပါရယ်စစ်တပ်ဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NND ထက်မဲ့အနိုင်ရတဲ့2020အထွေထွေရွေးကောက်ပွဲရဲ့မဲဆင်းတွေမှာတည်ဆုံသူတွေပါဝင်တာအသက်မပြည့်သေးသူတွေမှတ်ပုံတွေမရှိသူတွေအမည်ထက်နေသူတွေပါဝင်နေပြီးဒါဟာမဲမတမာမှုတွေဖြစ်နေတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ရွေးကောက် ောက်ခံအရက်သားအစိုးရကိုဖြုတ်ချပြီး2021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့မှာအာဏာသိမ်းခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အဲဒီနောက်ရွေးကောက်ပွဲကော်မရှင်ကိုလည်းအာဏာသိမ်းစစ်ကောင်စီဘက်ကပြန်လည်ဖွဲ့စည်းခဲ့တယ်လို့ရွေးကောက်ပွဲအတွက်မင်းစင်ရေးမှန်ကန်ရေးဆိုတဲ့အကြောင်းပြချက်နဲ့2024ခုနှစ်မှာတကောင်စင်ရင်ကောက်ပါတယ်။တကောင်စင်းကကောက်ယူရရှိတဲ့အချက်လက်တွေကိုအခြေခံပြီးရွေးကောက်ပွဲအတွက်မင်းစင်ရင်ပြုစုမယ်လို့အာနာသိန်းစစ်ကောင်းဆောင်ကပြောကြားထားပါတယ်။ လက်ရှိမှာတော့လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာကျင်းပမယ့်ရွှေကောက်ပွဲအတွက်မဲဆင်းရင်ကိုစက်တင်ဘာလ30ရက်နေ့ကနေအောက်တိုဘာလ23ရက်နေ့ထိရက်ကွက်နဲ့ကြီးရွာရွှေကောက်ပွဲကော်မရှင်အဖွဲ့အခွဲရုံးတွေမှာနှစ်ပတ်ကြာကြီးညာထားပေမဲ့လူလူကအားတက်တယောတောင်းရောက်ကြီးရှုတာမရှိကြဘူးလို့သိရှိရပါတယ်။ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ကမဲစင်းရဲ့မှန်ကန်ဖို့ဆိုပြီးအင်တောင်စုတစုကိုတူမဖြစ်မနေလာရောက်ကြည့်ရှုကြဖို့အတွက်စက်တင်ဘာလ29ရက်နေ့ကကြီးညာချက်ထုတ်ပြန်ပြီးဖိအားပေးထားကြောင်းလည်းသိရှိရပါသည်။